ော့တရုတ်ကတော့စပိုင်ကတော့လုံနေကြပဲအဲ့တော့ကျွန်တော်တို့တချို့တချို့တော့အကြောင်းအရာတွေဖြစ်လာသည်တရုတ်စပိုင်ရဲ့လုံတော်ချက်တွေတချို့ဆိုင်လည်းပါတင်ပါအောင်ပါနိုင်တယ်ကျွန်တော်တို့နိုင်ငံတွေမှာလည်းပေါ့နော်အဲ့တော့ပွင့်လင်းပြောတာကျွန်တော်တို့ကကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်တွေမှာဘယ်သူတွေကဗာလဲဆိုတော့ကျွန်တော်တို့မရှင်ရပါဘူးအခုကျွန်တော်တို့ကျွန်တော်တို့နိုင်ငံမှာကလည်းစပိုင်ဆိုတာကအလွယ်တကူဝင်ရောက်လာနိုင်တဲ့ အခြေအနေတွေအများကြီးရှိပါတယ်။ဘာလို့လဲဆိုတော့အကျင့်ပြက်လက်စားမှုတွေများတယ်။ဒါကြောင့်မို့နောက်ဆုံးမြန်မာနိုင်ငံမှာမြန်မာနိုင်ငံသားတယောက်အဖြစ်စပိုင်တွေကနေထိုင်မှုမြန်မာနိုင်ငံမှာစီးပွားရေးလုပ်ငန်းအကြီးကြီးတွေဖြစ်ပြီးတော့အဲဒီဘောနော်တရင်တွေစုဆောင်းနိုင်မှုဆိုတာ ျွန်တော်တို့ဟိုနိုင်ငံမှာမခက်ခဲပါဘူးအဲ့လိုပဲဖိလစ်ပိုင်တို့မှာလို့ဆိုတော့လေအဲ့လိုပဲပေါ့နော်အဲသူဆိုဒီမှာကြီးမျိုးတော်ဝင်တွေဖြစ်တယ်နိုင်ငံကြီးနယ်ပယ်တွေဒီရောက်တယ်နောက်ဆုံးစီးပွားရေးလုပ်ငန်းတွေလုပ်ပြီးတော့အကြီးချမ်းသာပြီးတော့စပိုင်တွေလုပ်တာရှီကြီးချမ်းဆိုလည်းဒုနီလကောင်းပဲဒါအဲကျွန်တော်တို့အစိုးရပိုင်းနေနဲ့ဆက်ဆက်မှုရှိတယ်နောက်လက်နက်ကိုင်ဖွဲ့စည်းတွေနဲ့ဆက်ဆက်မှုရှိတယ်အာဒါတွေရောချုပ်ကင်နိုင်တဲ့အနေထားတွေဒီကိုရောက်ခဲ့တာအဲ့တော့စပိုင်ဆိုတဲ့ဥစ္စာလေးတော်တော်လေးကိုကျွန်တော်တို့တတိထားမယ်ဥစ္စာဖြစ်ပါတယ်ကျွန်တော်ရဲ့ channel မှာတော့အရင်တက်ခါ အဲကျွန်တော် Israel စပိုင်တယောက်ကြောင်းကျွန်တော်ပြောဘူးရဲသူဆို Israel ကိုဟိုပါဘောနော် Syria ကိုသွားပြီးစပိုင်လောက်တယ်အဲအကြောင်းလဲကြုံရင်သွားနားထောင်ကြည့်ပါတော့အဲအကြောင်းဆိုနားထောင်လို့ကောင်းပါတယ်ကျွန်တော်အတက်နိုင်ဆိုအကောင်းဆုံးဖြစ်အောင်တော့ကျွန်တော်ပြောပြတာအဲအဲ့လိုပဲပေါ့နော်ကျွန်တော်တို့ပတ်ဝန်းကျင်မှာစပိုင်ဆိုတာကအများကြီးရှိပါတယ်ဒီကိကရဲ့စီးပွားရေးနိုင်ငံရေးနိုင်ငံတိုင်းကိုနိုင်ငံတိုင်းငံကိုကမောက်ကမဖြစ်အောင်စပိုင်တွေကစွမ်းဆောင်နိုင်တဲ့အခြေချင်းတွေရှိပါတယ်အဲ့တော့စပိုင်ကားတွေဘာတွေအများကြီးလဲကျွန်တော်တို့ကြည့်ကြည့်ဘူးမှာပေါ့နော်ကြည့်ဘူးမှာပေါ့အဲ့တော့ အဲ့ဒါတွေကအများကြီးရှိပါတယ်အဲ့တော့တရုတ်တခါလေးကြရင်ဟိုဘာမလို့နောက်ွယ်ရနေပြီးတော့လက်မဲတွေဆိုတဲ့နေရာမှာဒီစပိုင်တွေလည်းအများကြီးပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ပတ်ဝန်းကျင်တွေမှာလည်းစစ်ကောင်စီရဲ့စပိုင်တွေဘယ်နှယောက်ရှိလဲစစ်ကောင်စီရဲ့တရှိုးတွေဘယ်နှယောက်ရှိလဲကျွန်တော်တို့တတိထားရမှာဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ဒီအကြောင်းအရာတွေကတတိထားကိုထားရမယ်အကြောင်းအရာတွေဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့နိုင်ငံမှာ လဲစပိုင်နေရှိတယ်နိုင်ရတိုင်းမှာနားရှိတယ်ဘောနော်တော်လန်သတင်းနေနဲ့ပတ်သက်ပြီးတော့တောင်းတန်း short မတွေ့ကြပါနဲ့ online body တင်တာအစနောက်နောက်ဆုံးပြောဆိုတာကအဆုံးဘောနော်တတိထားပြီးတော့ပြောဆိုကြပါလို့ကျွန်တော်ကတော့တာနာဆောင်ပြရမယ်ဟေးဒီနေ့ကတည်းကအောင်ညတာလုံးလက်ချင်းနဲ့မတွေ့